အားလုံးပဲမင်္ဂလာပါ Western Wave မြန်မာမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ channel လေးကနေကမ္ဘာကျော်စာအုပ်ကောင်များစွာရဲ့ဆိုလိုရင်းကို message တွေကိုအနည်းထုတ်ပြီးအချိန်အနည်းငယ်ပေးုံနဲ့နားလည်သဘောပေါက်နိုင်အောင်အပတ်စဉ်တင်ဆက်ပေးနေတာဖြစ်ပါတယ်ပရိသတ်ကြီးတို့အနေနဲ့နားဆင်လိုတဲ့စာအုပ်တွေရှင်လေ comment မှာစာအုပ်နာမည်လေးရေးထားပေးခဲ့နိုင်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်စာအုပ်လေးကတော့ Brian Moran နဲ့ Michael Lennington ရေးသားထားတဲ့ The Twelve Years ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။ကိုဘဝနိတ်ကိုရုန်းကန်နေရချိန်မှာအခြားလူတယောက်ကကိုကျက်အများကြီးပိုကောင်းတဲ့အလုံးပိုကောင်းတဲ့ကျမကြီးပိုများတဲ့ပုစံတွေရှာနေပြီးပိုလွတ်လပ်တဲ့ဘဝမျိုးကို ပိုင်ဆိုင်နေကြတာတွေကိုလူမှုကွန်ရက်ပေါ်မှာမြင်တွေ့ရနိုင်ပါတယ်။အဲ့ဒီအခါမှာ သူတို့တွေကဘာလို့တိုးတက်အောင်မြင်နေပြီးကိုကဘာကြောင့်ဒီနေရာမှာပဲရှင်းနေတယ်လို့ခံစားနေရလဲဆိုတာမျိုးခုခုကိုပြန်မေးမိတဲ့အချိန်တွေရှိဖို့ကြာမှာပါအမှန်တကယ်တော့သူတို့ဟာပူပြီးညံတောင်းတာအရင်ချင်းပူရှိတာမဟုတ်ပါဘူးသူတို့ကသူတို့ရဲ့အချိန်တွေကိုအကျိုးရှိရှိဘလို့အသုံးချရမလဲဆိုတာကိုသိထားပြီးလက်တွေ့အကောင့်ထဲပေါ်အသုံးချနေကြတာပါကိုကတော့တခါတလေမှကိုရဲ့တည့်ရတာကို ဘာမှအာရုံစူးစိုက်မှုမရှိဘဲနဲ့နေရက်တွေကိုဖြတ်တန်နေမိတာမျိုးဖြစ်နိုင်ပါတယ်။ဒီစာအုပ်ရဲ့အဓိကရည်ရွယ်ချက်ကတော့ကိုယ်ပိုင်နဲ့ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို ပိုပြီးအကျိုးရှိအောင်ဘယ်လိုအသုံးချရမလဲဆိုတာကို လေ့လာနိုင်ဖို့ပဲဖြစ်ပါတယ်။ဒီအချက်ကအချိန်ဖြုန်းနာကိုရပ်တန့်စေပြီးတိုတောင်းတဲ့ပန်းတိုင်းတွေချမှတ်နိုင်ဖို့နဲ့အခြားသူတွေတစ်နှစ်ပတ်လုံးလုပ်ရတဲ့အလုပ်ကိုဆက်နှစ်ပတ် သုံးလအတွင်ပြီးမြောက်အောင်မြင်အောင်လုပ်နိုင်ဖို့အတွက်လမ်းပြပေးထားပါတယ်။ဒီစာအုပ်မှာတော့တကယ်အရေးပါတဲ့ဘန်းနိုင်တွေကိုချမှတ်ပြီးအဲ့ဒီဘန်းနိုင်တွေကိုရရှိဖို့အတွက်ဘလို့အာရုံစိုက်ရမယ်။တနေ့တာလုပ်ငန်းစဉ်တွေမှာစိတ်အားထက်သန်မှုနဲ့အရေးကြီးတဲ့အလုပ်တွေကိုဦးစားပေးပြီးလှုပ်ဆောင်လို့စိတ်ရှိဖို့အချိန်မဆွဲဘဲပြီးမြောက်အောင်လုပ်နိုင်တဲ့အလေးချက်ခေါင်းတွေကိုတည်ဆောက်နိုင်ဖို့စတဲ့အချက်တွေကိုလေ့လာကြမှာပဲဖြစ်ပါတယ် ဒီရိုးရှင်းတဲ့အချက်တွေကလက်တွေ့ဘဝမှာတိုးတက်အောင်မြင်နိုင်ပြီးဘဝရဲ့တန်ဖိုးရှိတဲ့အချိန်တွေဆုံရှုံတာကိုရပ်တန့်စေနိုင်ဖို့အတွက်အထောက်အကူပေးပါလိမ့်မယ်။လူတတော်များများဟာတမျက်စာအတွက်အစီအစဉ်တွေချပြီးပန်းနိုင်တွေသတ်မှတ်ထားတတ်ကြပါတယ်။ဒီနှစ်ထဲမှာတော့မဖြစ်ရမယ်။ဒီနှစ်ကုန်ရင်တော့ဘာရီရနိုင်မယ်ဆိုတာမျိုးပေါ့။တကယ်တမ်းတော့ဒါကကိုချမှတ်ထားတဲ့ပန်းနိုင်တွေရောက်ဖို့အတွက် အချိန်တွေအများကြီးခြံနေသေးတယ်လို့ယုံကြည်နေချင်ပါပဲ။ဇန်နဝါရီလမှာအများကြီးစ조사အားထုတ်မှုမလုပ်ဖြစ်ရင်လည်းစိတ်မပူပါဘူး။ဘာလို့လဲဆိုတော့နောက်ထပ်၁၇လတောင်ကြံသေးတာပဲဆိုတာမျိုးတွေးတတ်ပါတယ်။နောက်ဖေဗူရီလမှာမလုံနိုင်သေးလဲကိစ္စမရှိဘူး။မတ်လမှာလိုက်မီအောင်လုံးလိုက်မယ်ဆိုတာမျိုးပေါ့။ဒါပေမဲ့မကြခင်မှာပဲတနစ်တာဟာပြီးဆုံးခါနီးဖြစ်နေပြီးကိုယ့်ရဲ့ပန်းနိုင်တွေစီတလန်မှမလန်ခဲ့ဘူးဆိုတာကိုတတိထားမိလာပါလိမ့်မယ်။ ဒီလိုမလောက်ဖြစ်လဲရပါတယ်နောင်လာတွေကြံသေးတာပဲဆိုတဲ့အထွေမျိုးတွေတွေးမိတာကစိတ်ချရသလိုခံစားရပေမဲ့တကယ်တော့ချမှတ်ထားတဲ့ပန်းနိုင်ကိုရောက်ဖို့အတွက်အချိန်တွေကြံ့ကြာနိုင်ပြီးစိတ်အားထက်သန်မှုနဲ့အာယုံဆူဆိုင်မှုကိုလည်းလျော့နေစေလာပါလိမ့်မယ်လို့စာရေးသူကဆိုထားပါတယ်ဒူစနစ်ပန်းနိုင်ရရှိဖို့အတွက်တမတ်ထားတဲ့အချိန်ကုန်ဆုံးခါနီးမှာကျိုတရဆိုသလိုလူတိုင်းဟာပန်းနိုင်ကိုရောက်ဖို့အတွက် နောက်တစ်ခါအလေးနက်ထားပြီးအာယုံဆိုင်လာတတ်ကြပါရဲ့။တမတ်ထားတဲ့အချိန်ကနီးနေပြီဖြစ်တဲ့အတွက် အချိန်ဖြုံးတာကိုရက်လိုက်ကြရဲ့။ကုမ္ပဏီတွေမှလည်းဒီလိုပါပဲ။ဝန်ထမ်းတွေဟာတစ်နှစ်လုံးလုပ်ခဲ့တာထက်နိုဝင်ဘာနဲ့ဒီဇင်ဘာလတွေမှာပိုအလုံးများပြီးပိုပြီးအလုံးလုံးကြတာမျိုး မကြာခဏတွေ့ရတတ်ပါရဲ့။ဘာလို့ဒီလိုဖြစ်ရတာလဲဆိုတော့တမတ်ထားတဲ့အချိန်ကာလနီးကပ်လာလို့ဖြစ်ပါရဲ့။ အမြန်လှုပ်ဆောင်လို့စိတ်ကအချိန်ဆွဲခြင်းစိတ်ကိုဖိတ်ရှားပေးလိုက်တာဖြစ်ပါတယ်။ဒါဆိုရင်သတ်မှတ်ထားတဲ့တနစ်တာကာလအတွင်းတက်တက်ကြွကြွစိတ်အားထက်သန်မှုရှိရှိနဲ့ပန်းနိုင်တွေရောင်းနိုင်မှုအတွက်ဆနလအချိန်ပေးမဲ့အစားဆနပတ်ပဲအချိန်ပေးလိုက်ပါ။ဒါကအရေးတကြီးလုပ်ရမယ်လို့ခံစားရလအောင်တိုးတောင်းလုံးပေမဲ့တကယ်တိုးတက်မှုကိုဖြစ်ပေါ်စေဖို့အတွက်အချိန်လုံလုံလောက်လောက်ရှိနိုင်ပါတယ်။ ။တနည်းကြလုံးအတွက်ဒီနီးလန်းကိုလူမှုဘဝနဲ့အလုပ်တွေအတွက်ပါအသုံးပြုနိုင်မယ်ဆိုရင်နီးရက်တိုင်းမှာတကယ်အရေးကြီးဆုံးလုပ်ရက်တွေကိုပဲအာရုံစိုက်ဖို့ကုညီပါလိမ့်မယ်လို့စာရေးသူကဆိုထားပါတယ်။ဒီနီးလန်းကိုအသုံးပြုချက်အဖြစ်အချိန်ဖြုန်းနိုင်မြဲသွားပြီးရက်သက်တစ်ပတ်တိုင်းဟာအရေးကြီးတယ်နေ့တိုင်းဟာအရေးကြီးတယ်ဆိုတဲ့အတွေးနဲ့မကောင်းတဲ့အလေအချက်တွေကိုထပ်ပြီးလှောက်ဆောင်ဖို့အတွက်အချိန်မရှိတော့အောင် ကုညီပေးနိုင်မှလိမ့်မယ် ဒါအပြင်ဘဝကိုအသေးပေရှိရှိကြီးရွယ်ချက်ရှိရှိနေထိုင်လာနိုင်မယ်။ကိုယ့်ရဲ့တိုးတက်မှုကိုတည်ထားမိလာမယ်။ပြီးတော့တင်းငယ်တဲ့အောင်မြင်မှုတိုင်းကိုပျော်ပျော်ရွှင်ရွှင်ခံစားလာရနိုင်ပါတယ်။ပန်းလိုက်ကိုတူတူတက်မှတ်လိုက်ခြင်းအပြင်စိတ်အားထက်တမ်းမှုနဲ့လှုပ်ဆောင်နိုင်မှုစွမ်းရည်တွေကို အချိန်အတိုအတွင်ပန်းနိုင်ရောက်အောင်ဆောင်ရွက်ပေးနိုင်ပြီးအချိန်ဆွဲလှုပ်ဆောင်တာမျိုးရှိရောမှာမဟုတ်ပါဘူးလို့စာရေးသူကဖော်ပြထားပါတယ်။ တကယ်တော့ကိုးနောက်ကအတွက်အစီအစဉ်ဆွဲပြီးပန်းနိုင်ချမှတ်တာကအကောင်ဆုံးအရာတွေတည်းကတစ်ခုပါ။ကောင်းမွန်တဲ့စီမံကိန်းတစ်ခုကအာယုံစူးစိုက်စေနိုင်မှုနဲ့အမားတွေကိုရှောင်ရှားနိုင်အောင်ကူညီပေးပြီးရှေ့ဆက်သွားရမယ့်လမ်းမှန်ကိုပြသပေးပါတယ်။ဒါပေမဲ့ပြဿနာကလူတော်တော်များများဟာတနစ်စာစီမံကိန်းတွေဒိုချနဲ့ပန်းနိုင်တွေချမှတ်လေရှိကြပါတယ်။ ဲ့ဒီစီမံကိန်းတွေပန်းနိုင်တွေကမကြာခဏဆိုတလုံးလှုံ့ဆော်ဖို့အတွက်ဖြက်ကွက်တက်ကြပါတယ်။ဘာလို့လဲဆိုတော့တစ်နှစ်ကြာဆိုတဲ့အချိန်ကာလကအရန်ရှည်လွန်သွားလို့ဖြစ်ပါတယ်။အချိန်တွေကပြောင်းလဲတက်ပြီးဦးစားပေးလို့ရမယ့်အရာတွေကလည်းပြောင်းလဲလာနိုင်ပြီးချမှတ်ထားတဲ့ပန်းနိုင်တွေကတဖြည်းဖြည်းဝေးကွာနေသလိုခံစားလာရတဲ့အခါနောက်ဆုံးလိုက်ဖို့လွယ်ကူသွားတတ်ကြပါတယ်။ ပထမလာမှာလူတွေက စိတ်အားထက်သန်မှုရှိရှိနဲ့စွမ်းအင်နေအပြည့်အဝရှိနေကြကြပြီးဒုတိယလာမှာဒါမှမဟုတ် တတိယလာလောက်ရောက်တဲ့အချိန်ကျရင်အဲ့ဒီစိတ်အားထက်သန်မှုတွေကမိမ့်မိန်စပြူလာကြကြပါတယ်။ညမကြခင်မှာပဲ12လစီမံကိန်းကိုမေ့သွားတာဒါမှမဟုတ် မထူးတော့ပါဘူးဆိုတဲ့အယူအဆနဲ့ပန်းနိုင်တွေကိုအချိန်ချင်းပြောင်းလဲပြလိုက်ကြပါတယ်။ဒါကြောင့်မလို့12လစီမံကိန်းအစား12ပတ် 3လတာစီမံကိန်းကပို့ပြီးအလုပ်ဖြစ်ပါတယ်။ကိုယ့်ရဲ့ပန်းတိုင်တွေကို3လစီဖြန့်ထားပြီးအာယုံ site လုံးဆောင်လိုက်မယ်ဆိုရင်တော့3လပတ်တိုင်းမှာပန်းတိုင်အသေးရောက်ရှိဖို့အတွက် စွိုင်းအင်အသစ်နဲ့အာယုံ site ဖို့အခွင့်အရေးအသစ်တွေကိုရရှိနိုင်ပါတယ်။ဒီနည်းလမ်းကိုအသုံးပြုခြင်းအပြင်3လတာစီမံကိန်းကတူတောင်းပြီးရှင်းလင်းတဲ့အတွက်ပန်းတိုင်ကိုရောက်ရှိဖို့အတွက်ပို့ပြီးတည်ချပါတယ်။အခြေအနေတွေပြောင်းလဲသွားရင်တောင်မှ ဆက်ပြီးအာယုံဆိုင်လှုပ်ဆောင်နိုင်ဖို့အတွက်ကိုကူညီပေးပါလိမ့်မယ်။အချိန်ကတိုတောင်းတာဖြစ်တဲ့အတွက် နေ့ရက်တိုင်းကိုဘာလို့ရမယ်ဆိုတာသိနေပြီး၃လအတွင်းမှကိုရလက်တွေမြင်ရမှာပါ။ပထမဦးဆုံးအနေနဲ့ချမှတ်ထားတဲ့ပန်းတိုင်းကရိုရှင်ပြီးရှင်လင်းနေဖို့လိုအပ်ပါတယ်။ဒါမှသာချမှတ်ထားတဲ့ပန်းတိုင်းစီကိုရောက်ရှိနိုင်ဖို့အတွက်နီးစပ်စီမယ်။ ရှင်လင်းပြတ်သားတဲ့၃လသာပန်းနိုင်ငယ်လေးတစ်ခုကို အရင်ဆုံးသတ်မှတ်နိုင်မှာဖြစ်ပါတယ်။ပြီးပြီဆိုရင်တော့နေ့တိုင်းဒါမှမဟုတ်တပတ်ချင်းစီလုံးနိုင်တဲ့တင်းငယ်တဲ့အလုပ်တွေကို ခွဲချမ်းပြီးစတင်လုံဆောင်နိုင်ပါပြီ။ဥပမာအားဖြင့်၁၂ပတ်အတွင်းဒေါ်လာ၁၀၀ဆုဖို့ပန်းနိုင်ထားရင်အဲ့ဒီပန်းနိုင်ရောက်ဖို့လိုရမယ့်အဆင့်တွေကို စရင်ပြုစုပါ။ဒီနည်းနဲ့စီမံကိန်းဆွဲလိုက်တဲ့အခါအချိန်တွေအများကြီးပိုနေတယ်လို့မခံစားရတော့ဘဲ တတ်မိုးရှိတဲ့အချိန်တွေမှာအာယုံစိုက်ဖို့အရေးတကြီးလှုံ့ဆော်ဖို့နဲ့အချိန်မဆွဲဘဲတိုးတက်အောင်ကြောင်းလဲဖြစ်ဖို့လှုံ့ဆော်နိုင်မှာလိမ့်မယ်လို့ဖော်ပြထားပါတယ်။စိတ်ကူးအိမ်မက်တစ်ခုတည်းကဘဝကိုကြောင်းလဲပေးနိုင်မှာမဟုတ်ပါဘူး။အောင်မြင်မှုကိုအိမ်မက်မှတ်နိုင်နေခင်နိုင်ချေအသက်တွေကိုစိတ်ကူးရင်နိုင်နေပန်းနိုင်တွေကိုစာရွက်ပေါ်မှာချရေးနိုင်နေဒါပေမဲ့လိုက်ပါလှုံ့ဆော်မှုမရှိရင်ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ တကယ်ပြောင်းလဲမှုဆိုတာကိုယ်တိုင်စပြီးလှုပ်ဆောင်တဲ့အချိန်မှစတင်တာပါ။ဒါကြောင့်မလို့၃လတာကာလအတွင်းတပတ်ချင်းစီ တရက်ချင်းစီ အစဉ်တစိုက်လှုပ်ဆောင်သွားဖို့လိုအပ်ပါတယ်။အပတ်စဉ်စီမံကိန်းကို မျှော်လင့်ချက်ပန်းနိုင်တဲ့နေ့စဉ်လှုပ်ဆောင်မှုတွေကြားကတဒါလို့သဘောထားကြည့်လိုက်ပါ။ရက်သက်တစ်ပတ်တိုင်းကအာယုံဆိုင်နိုင်ဖို့ဘယ်ဟာက အရေးကြီးဆုံးလဲဆိုတာကိုစောင့်ဖြတ်ဖို့နဲ့ ိုယ့်ရဲ့ကြီးမားတဲ့ပန်းနိုင်ငယ်ကိုရောက်ရှိနိုင်ဖို့အတွက်တဆင့်ချင်းစီရှောက်လန်းနိုင်မဲ့အဆင့်နေအဖြစ်ကြောင်းလဲဖြစ်ဖို့အခွင့်အရေးအသစ်တစ်ခုအဖြစ်ရှိနေပါတယ်။ကောင်းမွန်တဲ့အပတ်စဉ်စီမံကိန်းဆိုတာလုံခြုံရေးတွေနဲ့ဖြည့်ကျက်နေတာမျိုးမဟုတ်ဘဲအထူးကအရေးကြီးဆုံးလုပ်ငန်းအနေငယ်ပေါ်မှာပဲအာရုံစိုက်ဖို့ကိုဆုလိုတာဖြစ်ပါတယ်။ဒီနည်းနဲ့တကယ်အရေးပါတဲ့နေရာတွေမှာကိုယ့်ရဲ့အကောင်းဆုံးဆွမ်းရည်ကိုအသုံးပြုနိုင်ပါလိမ့်မယ်။ အပတ်စဉ်တိုင်းမှာကိုပါရီလောက်ခဲ့ပြီးပြီလဲဆိုတာကိုဖြန့်သုံးတတ်ဖို့လိုအပ်ပါတယ်။ကိုရဲ့တိုးတက်မှုကိုချိန်ပြီးလာမယ့်တစ်ပတ်အတွက်အစီအစဉ်ချပါ။အဲ့ဒီအလေးချင်းကအာယုံစူးစိုက်မှုကိုကောင်းမွန်စေပြီးအာယုံပြန့်လွင့်မှုတွေကိုရှောင်ရှားနိုင်အောင်ကူညီပေးပါတယ်။ဒါပေမဲ့ဒီနေရာမှာတုံ့တမှုတွေစမ်းစစ်တိုင်းတာမှုတွေမရှိရင်ဘာကိုမှပိုပြီးကောင်းမွန်အောင်လုပ်နိုင်မှာမဟုတ်ပါဘူး ဒါကြောင့်အပတ်စဉ်လှုပ်ဆောင်နိုင်မှုစံချိန်စရာကလည်းအထောက်အကူဖြစ်စေနိုင်ပါတယ်။အစပိုင်းမှာကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေကိုမှတ်တမ်းတင်ရတာနေရခတ်တလို့ခန်းစားရနိုင်ပါတယ်။ကိုပြက်ကွက်ခဲ့တဲ့နေရာတွေကိုဘယ်သူမှမြင်ချင်မှာမဟုတ်ပါဘူး။ဒါပေမဲ့ဒါကဝေဖန်အကဲဖြတ်ဖို့မဟုတ်ပါဘူးတိုးတက်စေနိုင်ဖို့အတွက်ပါ ကိုယ့်ရဲ့တိုးတက်မှုကိုတိုက်တာခြင်းကယုံကြည်မှုကိုတည်ဆောက်ပေးပြီးဘာရီအလုံးဖြစ်နေတယ်လေ ဘာတွေပြောင်းလဲဖို့လိုအပ်တယ်လဲဆိုတာကိုမြင်နိုင်ဖို့ကူညီပေးပါတယ်။အပတ်စဉ်လုံဆောင်နိုင်မှုအချိန်ဇယားကစီမံကိန်းဘလောက်ကောင်းကောင်းလုပ်နိုင်ခဲ့လဲဆိုတာကိုပြသနိုင်ပါတယ်။အကယ်၍မလုံဆောင်နိုင်ခဲ့ဘူးဆိုရင်လည်းဒါကိုစိတ်ပြတ်အားငယ်မနေပဲနောက်တစ်ချိန်ပိုကောင်းအောင်လုပ်နိုင်ဖို့အတွက်ဘာတွေပြုပြင်ရမလဲဆိုတာကိုထင်သာမြင်သာရှိစေနိုင်ပါတယ်။ ရှင်းလင်းပြီးစိတ်အားတကြွစေတဲ့ရီမန်ချက်ဖီရှင်ကဥတီချန်နဲ့စိတ်အားထက်သန်မှုကိုပေးပြီးတကယ်ပါလို့ချင်တယ်ဆိုတာကိုသိတဲ့အခါမှာအခက်ခဲတွေနဲ့ရင်ဆိုင်နေရပြီဆိုရင်တော့မှစိတ်တက်ခိုင်မာပြီးပန်းနိုင်ကိုရောက်ရှိအောင်လှုံ့ဆော်နိုင်ဖို့အတွက် အလားအလာပုံများပါတယ်။စီမံကိန်းရေးဆွဲခြင်း planning ကတနစ်စာစီမံကိန်းအစား၃လတာစီမံကိန်းကရိုးရှင်းနေအချိန်တိုတောင်းနေပြီးတော့လှုံ့ဆော်ချက်တွေအပေါ်အာရုံစိုက်ထားနိုင်နေ ဒါကကိုယ့်ရဲ့ရည်မှန်ချက်ပန်းနိုင်စီရရှိဖို့တပတ်ချင်းစီဘယ်အဆင့်တွေလှုပ်ဆောင်ဖို့လိုရဲဆိုတာကို အတိအကျမြင်နိုင်အောင်ကူညီပေးပါတယ်။လုပ်ငန်းစဉ်ကိုထိန်းချုပ်ခြင်း process control ဆိုတာကတော့မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာဆက်ရှိနေစေဖို့အတွက်မှန်ကန်တဲ့အလေးချက်တွေကိုအသုံးပြုခြင်းပဲဖြစ်ပါတယ်။အလုံးများနေဖို့မဟုတ်ပဲကိုယ့်ရဲ့တန်ဖိုးရှိတဲ့အခြေအနေကိုအကျိုးရှိရှိနဲ့ရည်ရွယ်ချက်ရှိရှိအသုံးပြုနိုင်ဖို့အတွက်ဖြစ်ပါတယ်။ တိုင်းကြခြင်းမေရှမန့်ကကိုယ့်ရဲ့တိုးတက်မှုကိုတိုင်းကြတဲ့အခါဘာတွေအလုံးဖြစ်နေသလဲဘာတွေအလုံးမဖြစ်ဘူးလဲဆိုတာကိုမြင်ရနိုင်ပြီးဒီရလက်တွေကနေတဆင့်ကိုယ့်ရဲ့လှုပ်ဆောင်နိုင်မှုစွမ်းရည်တွေကိုတိုးတက်ပြောင်းလဲအောင်လှုပ်ဆောင်နိုင်ပြီးလက်တွေကြကြရှိနေစေဖို့ကူညီပေးပါတယ်အချိန်ကိုအသုံးပြုခြင်း time use အချိန်ဟာဘယ်တော့မှအစားထိုးပြန်မရနိုင်တဲ့အရာတစ်ခုဖြစ်ပြီးကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်လေးကို အကျိုးရှိရှိအသုံးချပြီးတကယ်အရေးပါတဲ့အရာတွေအပေါ်အာရုံစိုက်တဲ့အခါနောင်တအစာ တိုးတက်မှုကိုဖန်တီးပေးနိုင်ပါတယ်။ဖြုံးတီးမိလိုက်တဲ့အချိန်နိုင်တိုင်းဟာဘယ်တော့မှပြတ်မရနိုင်တော့တဲ့ဘဝရဲ့အစိတ်ပိုင်းတစ်ခုပဲဖြစ်ပါတယ်။စနတ်တတာကာလာစီမံကိန်းရဲ့အရေးပါပုံကို လေ့လာပြီးသွားပြီဆိုရင်တော့အခုကိုပိုင်စီမံကိန်းကိုဖန်တီးဖို့အချိန်ရောက်ပါပြီ။တာဟာစိတ်ကူးရဲ့အိမ်မက်တွေကိုလှုပ်ဆောင်ချက်အဖြစ်ပြောင်းလဲပြီး အိမ်မက်တွေပုံဖော်ရတော့မယ့်အချိန်လေးဖြစ်ပါတယ်။လူတော်တော်များများကအစီအစဉ်ချပြီးပန်းနိုင်တွေတက်မှတ်ဖို့ကိုတွန်းဆုံနေတတ်ကြပါတယ်။ဘာလို့လဲဆိုတော့အချိန်ကုန်တယ်လို့ထင်တာဒါမှမဟုတ်ကိုဘာလို့ချင်လဲဆိုတာကိုသိပြီးသားလို့ယုံကြည်ထားကြတာကြောင့်ပါ။ဒါပေမဲ့အမှန်တကယ်တော့ရှင်းလင်းပြတ်သားတဲ့စီမံကိန်းမရှိပဲအာယုံပြန့်လွင့်လွယ်တယ်။အရေးကြီးတာကိုမေ့သွားတယ်။ပြီးတော့အရင်အချက်အဟောင်းတွေစီလွယ်လွယ်ကူကူပြန်ရောက်သွားတတ်ကြပါတယ်။ အစီအစဉ်ချပြီးပန်းနိုင်တွေတမတ်တာက အချိန်ကိုဖြုံးတိတာမဟုတ်ပဲအာယုံဆိုင်မှုကိုပဲနေရာမှာထားရမယ်ဆိုတာကိုအတိအကျဖော်ပြပေးနိုင်တဲ့အတွက်အချိန်ကိုခြွေတာပေးနိုင်ပါတယ်။ဒါဆိုရင်ရိုးရှင်းတဲ့အစီအစဉ်နဲ့ပန်းနိုင်တွေကိုဘလို့တိဆောက်ကြမလဲဆိုတာကိုဆက်ပြီးလေ့လာကြရအောင်ပါ။ရှင်လင်းမင်းစိတ်အားထက်တန်စေမဲ့ပန်းနိုင်တစ်ခုဒါမှမဟုတ်စိတ်လုံးရှားစိတ်ပြီးအတိတ်ပဲရှိခဲ့အရာတစ်ခုကိုရွေးပါ ဲ့ဒါကစင်ကုန်မှုတွေအခက်အခဲတွေရှိနိုင်ပေမဲ့လက်တွေ့ကျနိုင်ရပါမယ်။ကိုယ်ပန်းနိုင်ကို အကောင်းဆုံးပုံစံနဲ့ခြာရည်ပြီးကြုံတွေ့လာရနိုင်မဲ့အခက်အခဲတွေထက်ဖန်တီးချင်တဲ့အရာတွေအပေါ်မှာအာရုံစိုက်ပါ။မျော်လင့်ချက်ပန်းနိုင်ရရှိနိုင်ဖို့အတွက်ကိုသိငဲ့တဲ့ပန်းနိုင်တွေကိုအဆင့်တွေ ခွဲပြီးသတ်မှတ်ထားပါ။အထက်ကလုံးဆောင်ချက်တွေကိုစဉ်းစားပြီးတခုချင်းစီအလိုက် နောက်ဆုံးရက်သတ်မှတ်ထားပေးပါ အဖွင့်နဲ့အလုံးလုံးနေတယ်ဆိုရင်တော့ လူတိုင်းကသူတို့ရဲ့အခမ်းကဏ္ဍကိုတိဖို့တေချာပါစေ။ဒါကတာဝန်ယူမှုကို ဖန်တီးပေးပြီးတပတ်ချင်းစီတိုးတက်မှုကိုမှတ်တမ်းတင်တဲ့အခါကောင်းမွန်တဲ့ရလဒ်တွေဖန်တီးပေးနိုင်ပြီးအူးချင်းစီအလိုက်ပိုပြီးအာယုံဆိုင်လာမယ်။ပိုပြီးစိတ်အားထက်သန်လာမယ်။ပြီးတော့ပူပေါင်းလှောက်ဆောင်နိုင်စွမ်းနေပူပြီးကောင်းလာပါလိမ့်မယ်လို့စာရေးသူကဆိုထားပါတယ်။အောင်မြင်မှုဆိုတာဘယ်တော့မှချက်ချင်းမရပါဘူး။ ညာသွင်းခြင်းလည်းမရနိုင်တယ်လို့ဆန္ဒရှိုံနဲ့လည်းရလာမှာမဟုတ်ပါဘူး။တကယ်တော့အောင်မြင်မှုဆိုတာစိန်ခေါ်မှုတွေအခက်အခဲအတားအဆီးတွေကိုတောလန့်ကြောဖြတ်ရကနေရလာကြတာပါ။ဒါကြောင့်ပထမဆုံး၃လတာဆနှစ်ပတ်တာကာလဟာအရန်ကိုအရေးကြီးပါလေ။အဲ့ဒီအချိန်မှာကိုယ့်ရဲ့စီကံအလေးအကျင့်နဲ့လုံးဆောင်နိုင်မှုစွမ်းရည်တွေကို ပုံဖော်ပေးသွားပါလိမ့်မယ်။လူတော်တော်များများရှင်ဆိုင်ရမယ့်အကြီးမားဆုံးအတားအဆီးတစ်ခုကတော့ ချက်ချင်းလူချင်းစိတ်ပဲဖြစ်ပါတယ်။မြ мян ဆန်ဆန်ရလက်ကောင်းလေးရချင်တာဒါမှမဟုတ်ခက်ခဲကြမ်းတမ်းတဲ့အလုပ်တွေကိုရွှေ့ဆိုင်ပြီးတတောင်တတာနေလိုတာမျိုးကလူတပါဝါပါပဲ။ဒါပေမဲ့ရေတူတတောင်တတာကို ရွေးချယ်ခြင်းဟာရည်ရှိအောင်မြင်မှုကိုအမြဲတမ်းပေးဆက်ရနိုင်ပါတယ်။နောက်ထပ်အဖြစ်များတဲ့စိန်ခေါ်မှုတစ်ခုကတော့အကြောင်းအရာများစွာကိုကြပြိုင်နက်လှုပ်ဖို့စူးစမ်းခြင်းပါပဲ။ တစ်ချိန်ထဲမှာပဲအလုပ်တွေကိုခွဲပြီးတယောက်တည်းလှုပ်ဆောင်လိုက်တဲ့အခါစွမ်းအင်တွေကုန်ခန့်သွားပြီးစိတ်ဖြစ်မှုတွေများလာကြပါတယ်ဒါကြောင့်တုံးလာတာစီမံကိန်းဟာအရေးကြီးတဲ့ပန်းနိုင်တစ်ခုဒါမှမဟုတ်နှစ်ခုကိုပဲအာရုံစိုက်စီတာဖြစ်ပါတယ်။အဲ့ဒီပန်းနိုင်တွေထဲကိုစိတ်အားတက်ကြွမှုနဲ့လောက်ဆောင်နိုင်မှုတွေထည့်သွင်းလိုက်တဲ့အခါယုံကြည်မှုရှင်းလင်းပြတ်တာမှုနဲ့အတူလောက်ကင်နိုင်မှုစွမ်းရည်တွေကိုတည်ဆောက်နိုင်လာပါလိမ့်မယ်။ ပန်းနိုင်တစ်ခုကိုအောင်မြင်အောင်လုပ်ပြီးနောက်တစ်ခုစီဆက်သွားကြပါလို့စာရေးသူကအကြံပေးထားပါတယ်။အချို့လူတွေကအခက်ခဲတွေအတားအဆီးတွေကိုအငြင်းနဲ့ကြုံနေရမယ့်အရာအဖြစ်မြင်တတ်ကြပြီးအဲ့ဒီအခက်ခဲအတားအဆီးတွေကိုဖြေရှင်းလို့မရနိုင်ဘူးလို့ယုံကြည်ထားကြပါတယ်။ဒါပေမဲ့ဒီလိုအတွေးခေါ်ကကြာရှုံးမှုကိုရရှိစေဖို့အတွက်အားပေးနိုင်ပါတယ်။အမှန်တကယ်တော့ကိုယ့်ရဲ့အတွေးလုံးဆောင်ချက်နဲ့စူးစမ်းအထောက်မှုကို ထိန်ချုပ်နိုင်တဲ့စွမ်းအားကလူတိုင်းမှာရှိနေပါတယ်။အဲ့ဒီစွမ်းအားကိုအကျိုးရှိရှိ အသုံးပြုတဲ့အခါဘယ်အတားအဆီးကမှရပ်တန့်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်ပထမ3လကြာကာလရဲ့စီကံချက်တွေဟာအရေးကြီးပါတယ်။ပထမ4ပတ်မှာအလေးချက်တွေကိုမြင်းမြအောင်လုပ်ပြီးအောင်မြင်မှုအတွက်အခြေခံအုံမြင့်ကိုတည်ဆောက်ရပါမယ်။ရှေးဆက်မဲ့ရပ်တန့်တစ်ပတ်တွေမှာလောက်ဆောင်နိုင်မှုစွမ်းရည်တွေကိုတတ်မှတ်ပေးထားတဲ့အတွက် အပတ်စဉ်ပန်းတိုင်းတွေကိုစနစ်တကျလိုက်ပါလှုံ့ဆောင်ဖို့လိုအပ်ပါတယ်။ဒုတိယလေပတ်ဟာမကြာခဏဆိုသလိုအခက်ခဲဆုံးကာလတွေဖြစ်တတ်ပါတယ်။အစပိုင်းမှာရှိတဲ့စိတ်လှုပ်ရှားမှုတွေမှိမ့်မိန်သွားပြီးအလုပ်တွေကပိုပြီးခက်ခဲလာသလိုခံစားရနိုင်ပါတယ်။လူအများစုဟာဒီနေရာမှာအရှိန်အဟုန်ရော့သွားတတ်ကြပေမဲ့ဇွဲရှိရှိနဲ့ဆက်လက်လှုံ့ဆောင်နိုင်မယ်ဆိုရင်ဒီကာလဟာအလဲအပြောင်းတစ်ခုဖြစ်လာပါတယ်။ ဒါဟာအခြေအနေကိုညှိယူစီမံကိန်းကိုပြင်ဆင်ပြီးဌာနရေးကိုတည်ဆောက်နိုင်တဲ့အချိန်တစ်ခုပဲဖြစ်ပါတယ်။နောက်ဆုံးလေးပတ်ဟာပန်းနိုင်စီကိုရောက်ရှိမဲ့အချိန်ကာလမှာလေးလာတင်ယူခဲ့တာတွေကိုပြန်လည်သုံးသပ်ပါ အလုပ်ဖြစ်တဲ့အရာတွေကိုအာရုံစိုက်ပါပြီးတော့နောက်ဆုံးပန်းနိုင်ကိုရောက်ရှိနိုင်ဖို့အတွက်အားစိုက်ထုတ်ပြီးသွန်အားပေးပါပန်းဝင်ရင်းကိုဖြတ်ကျော်နိုင်တဲ့အခါရလက်တွေသာမက ကုကုကိုယုံကြည်မှုရရှိသွားမှာဖြစ်ပါတယ် အခုဆိုရင်တော့တက်ထွဲဝိခီယာစာအုပ်ရဲ့အနှစ်ထုတ်ကိုလေ့လာခဲ့ကြပြီးပါပြီ။အနှစ်ထုတ်အနေနဲ့ဆနပန်3လတာကာလဟာအချိန်တွေသာတဖြည်းဖြည်းကုန်ဆုံးသွားပြီးပန်းနိုင်တွေကိုနောက်မှလုံမယ်ဆိုပြီးအချိန်ဆွဲနေတဲ့ထောင်ချောက်ကနေလွမြောက်စီမဲ့နီးစနစ်တစ်ခုဖြစ်ပါတယ်။ဒီနီးစနစ်ကလက်ရှိအချိန်မှာအခြေခံအုံမြင့်ကိုခိုင်အောင်ထိန်းထားပုံနဲ့နေ့ရက်တိုင်းကရီမန်ချက်စီကိုပို့ပြီးနီးစက်စီဖို့တေချာစီပုံကိုလေ့လာခဲ့ကြတာဖြစ်ပါတယ်။ ကိုယ့်ရဲ့စက်ငတ်ပတ်တာစီမံကိန်းကိုဘယ်လိုတည်ဆောက်ရမလဲတကယ်အရေးကြီးတဲ့ပန်းတိုင်းငယ်ကိုပဲဘယ်လိုအာရုံစားရမလဲအတားအဆီးတွေစိန်ခေါ်မှုတွေကိုကြော်ဖြတ်နိုင်ဖို့အတွက်ဘယ်လိုခိုင်မာတဲ့ရှင်းမှန်းချက်ပန်းတိုင်းတွေကိုချမှတ်ထားရမလဲဆိုတာတွေကိုလေ့လာခဲ့ကြပါတယ်ဒီအချိန်တို့အတွဲမှာတည်ဆောက်ရမယ့်အလေးချက်တွေပြတ်တာအောင်လုံနိုင်မဲ့အာရုံစူးစိုက်မှုနဲ့ကျင့်သုံးတဲ့ဇွဲလုံးလာတွေဟာ နောက်ဆက်တွဲအရာတွေအားလုံးအတွက်လှုပ်ဆောင်နိုင်မှုစွမ်းရည်ကိုတက်မှတ်ပေးပါလိမ့်မယ်လို့ပြောကြရင်တထွေဝိဂီယာစာအုပ်ရဲ့အနည်းချုပ်ကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်။အဆုံးထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။အားလုံးပဲကြော်ရှင်ချမ်းမြေ့ကြပါစေ။